မင်္ဂလာပါဒီတစ်ခါဖတ်ပြပေးချင်တာကတော့မြင့်တန်းရဲ့အတွေ့နောက်ကအရေးစာအုပ်တွေကတနာစရာကောင်းလာတဲ့မြန်မာဘာသာစကားဆိုတဲ့စာတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်တနာစရာကောင်းလာတဲ့မြန်မာဘာသာစကားဒီကနေ့ကာလအကြောင်းမပြောခင်မနေ့ကအကြောင်းပဲစကြဆိုရဲ့1962ခုနှစ်မှာ တော်လန်ရေးကောင်စီအစိုးရတက်လာပြီးတော့မြန်မာနိုင်ငံကိုစစ်တပ်ကအုပ်ချုပ်တယ်။အဲဒီတော့စကားတခွန်းထွက်လာတယ်။ဒီကောင်တွေဆိုလိုတာကစစ်ဘိုးတွေဟာ၃ရောက်ပေါင်းလုံးမှာလေးတန်းမအောင်ဘူးတဲ့။ကနဦးမှာတော့အဲဒီစကားဟာမှန်လေသလားပဲ။စစ်မြစ်လိုက်ကြည့်တော့မြန်မာနိုင်ငံလွတ်လပ်ရေးရဖို့အတွက်အကြိုးပမ်းကြစဉ်ကကျောင်းကစာသင်ခန်းကိုစွန့်ပြီးစစ်ထဲဝင်ခဲ့ကြသူတွေရှိခဲ့ကြရတော့အချို့ကအတန်းပညာမှမပြေခဲ့ကြဘူး။ ။ဒါပေမဲ့အုတ်ချုပ်ရေးပိုင်းကအများစုဟာ ကောလိပ်ကျောင်းတွက်တွေတက္ကသိုလ်ရောက်ခဲ့တဲ့လူတွေ၃ရောက်ပေါင်းလို့မှ၄တန်းမအောင်မှုဆိုတဲ့စကားထွက်လာတာက ကိုလိုနီ လူဖြူစနစ်ရဲ့လက်ကျန်တဲ့ ICS BCS G တွေစီကပဲ။သူတို့ကတော့မျိုးချစ်ဆိုတဲ့စကားကိုအတော်မုန်းကြတယ်။မျိုးချစ်ဆိုတာဟာ community တစ်ပိုင်းလို့လက်ခံထားခဲ့ကြတယ်။လူဖြူအင်္ဂလိပ်တို့ကိုဥညွတ်နေရတဲ့ဒနတဟာတာအတင်းကြီးကနေမြန်မာနိုင်ငံ ထွက်တော့ ICS BCS တွေအကြားမှာကျွတ်စီညံနေတာပဲစစ်တပ်ကိုသူတို့မြင်သားကိုကကိုလိုနီစနစ်ရဲ့လှုပ်ထုံးအရာပဲဥနုခေတ္တရှိနေတဲ့အစင်လားတက်ရဲ့အထက်မှာတက်တွေကိုကန်ရတဲ့ကာကွယ်ဝင်ကြီးရှိတယ်ဗိုလ်ချုပ်ကြီးကကာကွယ်ဝင်ကြီးကိုတည်င်းပို့ရတယ်စစ်တပ်ကအာဏာသိမ်းတော့မခံမရက်အဖြစ်ဆုံးက ကိုလိုနီစနစ်ရဲ့လက်ကျန်ကြီးတွေနဲ့အနောက်နိုင်ငံကပညာရလာတဲ့လူကြီးပိုင်းပဲ1965ခုနှစ်မှာထင်တယ် ာသနာပြုចောင်းတွေကိုပြည်သူပိုင်သိနေ။အဲ့ဒီနောက်ចောင်းတင်ပညာရဲ့အသီးသီးကိုမြန်မာဘာသာစာစကားအခြေခံနဲ့သင်ဖို့အားထုတ်ချက်လာတယ်။နောက်တော့တက္ကသိုလ်ကဘာသာရဲ့အသီးသီးကိုလည်းမြန်မာလိုသင်ကြားပေးဖို့အစီအမံတယ်။ရန်ကုန်တက္ကသိုလ်ရဲ့လက်အောက်မှာဘာသာပြန်ဌာနကိုပြန်ပြီးမြေတောင်မြောက်တယ်။ပြောမယ်ဆိုရင်မြန်မာနိုင်ငံရဲ့ socialist စနစ်ဟာမြန်မာဘာသာစကားနဲ့စာကိုရှေ့တန်းတင်လာတဲ့ခေတ်ကာလတစ်ခုပဲ။ဒီတော့ တော်လန်ကြီးအစိုးရဟာအပြောခံစရာဖြစ်လာတယ်။ကလေးဒီအင်္ဂလိပ်စာမတက်ကြတော့ဘူးတဲ့။တပိုင်းကတော့မှန်တယ်။ကျန်တဲ့တပိုင်းမှာကမြန်မာစာအပိုင်းကတက်လာတယ်။မြန်မာစာကော်မရှင်ပေါ်လာတယ်။ဆိုရှယ်လစ်ခေတ်မှာဥက္ကဋ္ဌကြီးဦးနေဝင်ကအားပေးတယ်။မြန်မာစာကိုအသုံးများလာတဲ့အမျှဟောဟာရအသစ်တွေထွက်လာတယ်။တည်င်းနဲ့စာနယ်ဇင်းတွေမှာမြန်မာဘာသာစာနဲ့စကားကိုတွင်တွင်ကျကျသုံးခိုင်းလာတယ်။အဲ့ဒီနောက်တော့ မြန်မာဘာသာစာနဲ့စကားဟာတရွတ်ရွတ်နဲ့နောက်ဆုတ်သွားတယ်။ KNK ကာလလို့အတိများခဲ့တဲ့ခင်ညွန့်ခက်မှာမြန်မာတို့ရဲ့ဘာသာစကားနဲ့အစာကိုဘယ်သူမှတိတ်စိတ်ဝင်စားတဲ့အခြေအနေရောက်ခဲ့တယ်။ရအောင်နဲ့တမင်းကိုလုတ်ခဲ့တာပဲ။အကြောင်းတစ်ခုကခင်ညွန့်ခက်ဟာ သူထင်ရသူလုတ်တဲ့ခက်စစ်အာဏာရှင်ပြီးပြီးလက်ညှိုးညွံ့ရန်ရေဖြစ်ခိုင်းတဲ့ခက်ပိုက်ဆံနဲ့ပေါက်နိုင်ရင်တော်တဲ့သေးကိုတော့စပီးလောကတဲ့လူကြီးညူရှင်ကြီးညူဖြစ်အောင်လုပ်ပေးလိုက်တဲ့ခက် ပြောစမှတ်ကြံရတဲ့မြန်မာပါစပတ်တစ်ဆိုတာကိုသာကြည့်ခင်ညွန့်ကလူရဝင်အောင်လှုပ်ပေးဖို့သူ့တပ်ပုံမပါမဖြစ်ထဲ့ပြီးထုတ်တာအင်္ဂလိပ်စာကိုတရားမှန်မှန်ရေးချက်တဲ့သူနဲ့လဲလုံးတဲ့တက္ကသိုလ်အတိုင်းဝိုင်းကလက်ညှိုးထောင်ခေါင်းငိမ့်တဲ့လူတစ်တိုက်ကိုဥဆောင်ခိုင်းတယ်။တိုင်းပြည်ပိတ်ဆံတဲ့ဝါရဖြန့်ကြီးစာအုပ်ထုတ်ခိုင်းတာပဲ။ပညာရေးပိုင်းမှာမြန်မာဘာသာစကားနဲ့စာဟာဘယ်သူကမှသိစိတ်ဝင်စားစရာကိုမရှိတော့ဘူး။ အစင်းမြင့်ပညာရေးစနစ်ကြီးတခုလုံးကိုစနစ်တကျဖျက်ဆီးပစ်ဖို့ခင်ညွန့်အမိတ်နဲ့ဘွယ်လက်မှတ်တွေအများကြီးထုတ်ပေးခဲ့ရတယ်။အဲ့ဒီခင်မာတယ်မဲမြန်မာဘာသာနဲ့ထုတ်ဝေတဲ့စာနယ်ဇင်းတွေမှာအင်္ဂလိပ်စာလုံးတွေအများကြီးညှက်သုံးလာတယ်။ခွင့်ပြုထားတယ်။မြန်မာစာအရေးသားဟာတိတိကျကျနဲ့ကြာစင်းလာတယ်။ဗိုလ်ကတော်တွေမဂဇင်းဂျာနယ်ထုတ်ဝေခွင့်ရကြတယ်။မြန်မာယဉ်ကျေးမှုကိုပပုံးလန်းယဉ်ကျေးမှုကရင်ဘက်ကော့ပြီးဝင်လာရုံမကဘူး။ ဂျာနယ်မဂဇင်းတွေကကျွေဆက်ကူပေါ်မှာပြည်ကြီးဒါလီတွေကစေးရအောင်ဆုံးနဲ့မြင်လာကြရတယ်။စာပေစီစီရေးကလည်းဟိုတုန်းကလိုဘာသာစကားယဉ်ကျေးမှုဆိုတာတွေနဲ့ပတ်သက်လို့ထိတ်မထားတော့ဘူး။အဲ့ဒီကာလဟာမြန်မာဘာသာစကားကိုကြဆင်းအောင်လုပ်လာတဲ့ကာလပဲ။ဒီတော့လေစာနယ်ဇင်းတွေမှာ ဖန်စီကြိုက်တယ်လို့ဟန်ဖုန်းဆိုတာမျိုးတွေပေါ်လာတယ်။တကယ်တမ်းမှာတော့အင်္ဂလိပ်ဘာသာသကလုံးကိုကြားညက်သုံးပြကျင်တာဟာအကြောင်းတစ်ခုပဲ။ အင်္ဂလိပ်လိုအပြည့်မတက်ပေးတဲ့တစ်လုံးစားနှလုံးစားသုံးပြရင်ဘေးလူအထင်ကြီးလိမလားဆိုတဲ့အမြင်ပဲအင်္ဂလိပ်ကြီးနဲ့မြန်အိတ်လက်ရရင်ဖြင့်ရင်ဘတ်စာဆွဲထားလိမလားပဲဆိုတဲ့ခက်ဒါပေတည်းလဲအတန်ကမပြီးကြတော့တော်ရုံအင်္ဂလိပ်လူတက်တဲ့လူတယောက်ယောက်ကိုတော့ဟန်ဖုံလို့ပြောရင်ဘာပြောလို့ပြောမမှန်မသိတော့ဘူးဟန်ဟာဟင်းလို့အနည်းဆုံးအတန်ထွက်မှာပဲဘယ်လိုမှဟန်လို့အတန်မထွက်ဘူးထားတော့အတန်တွက်ကိစ္စ KNK စစ်ခေတ်ကာလမှာလူငယ်ပိုင်းကိုနိုင်ငံရေးမှာဝင်မဆွတ်အောင်လှုပ်ထားပစ်လိုက်တာစနစ်တကျဖျက်ဆီးပစ်လိုက်တာဟာအောင်မြင်တယ်နိုင်ငံရေးမလုပ်ဘဲလှုပ်ချင်ရလှုပ်လို့ရတယ်တက္ကသိုလ်ပညာရေးဆိုတာကလည်းအောင်ယုံဘွေးရယုံတတ်တတ်ပဲအဝေးတင်တင်အနီးတင်တင်တင်ရင်လိုတင်လက်မှတ်ရဖို့ပဲမြန်မာနိုင်ငံရဲ့တက္ကသိုလ်နဲ့အစ်မြင့်ပညာရေးစနစ်ဟာ KNK မှာလုံလုံပျက်စီးသွားတာပဲခင်ညွန့်ရဲ့အာဏာတစ်ခုပဲ ဒီတော့လဲတက္ကသိုလ်ကဆရာတွေဆရာပါတွေဖို့ခင်ညွန့်ကိုတွေ့ရင်လက်ဥကလေးခြိပြတာကလွယ်လို့ဘာမှတိတ်ကြိုးစားပြနေစရာမလိုတော့ဘူးလုံနိုင်ရင်တက်နေလဲအဆက်တွေရှိခဲ့ရင် ခင်ညွန့်ရဲ့အတိုင်မြင်ကန်းတို့ဖြူဟာလိလရေးတို့မှာနေရာရသေးတယ်သူတေသနလုတ်တာတို့စာရန်ရေးတာတို့အားနေသွားတယ်တက္ကသိုလ်တွေကစနေတကြပညာတတ်တွေကအားထုတ်မှုနေသွားတယ်ဘိုးဘိုးတို့ခင်ဗျာရတဲ့အနေနဲ့ဘွဲ့ယူကြရတယ် သူတို့ဘွဲမရရင်သူတို့လင်ယာတို့မတို့ဘူးတဲ့။နောက်ဘာမဟုတ်တဲ့ချစ်ဆန်ဝင်းလိုလူမျိုးကတောင်မြန်မာယတ္တပညာဆိုတာကိုရေးပြီးစာအုပ်ထုတ်တာကိုသာကြည့်။ယတ္တပညာဆိုတာဘာမှမသိတဲ့လူမြန်မာစာကိုဖြောင့်ဖြောင့်မရေးတတ်တဲ့လူအင်္ဂလိပ်စာကိုဖြောင့်ဖြောင့်မဖတ်တတ်တဲ့လူအနုပညာယတ္တပညာရင်ကျေးမှုဆိုင်ရာအပြုတ်မှုဆိုတာတွေကိုငကန်းတလုံးမြတ်မသိတဲ့အဲ့ဒီလူလူမျိုးဆိုလိုတာက KNK ရဲ့အလူတော်ကြီးကရေးခြင်းရန်ရေးလို့ဖြစ်သွားတော့တာပဲ။ နောက်တော့ဥသိမ်းစင်အစိုးရတက်လာတယ်စစ်အစိုးရတော့မဟုတ်ဘူးအယက်သားဝင်စစ်အရာရှိတွေကအုပ်ချုပ်တာစစ်အရာရှိဖြစ်ရင်လွတ်တော်တဲ့အလကားဝန်ထမ်းခွင့်ရှိတယ်မိမချင်းသိရင်ဒုဝင်ကြီးတို့တမနာအကြံပေးအရာရှိတို့ဖြစ်တဲ့ခေတ်လို့ကြားရတာပဲအဲ့ဒီကာလမှာလဲဘာသာစကားနဲ့ပတ်သက်လို့အားပေးအားမြပြုတာနဲတယ်ရွှေမန်းဇက်စရာကြီးဥတ္တမုံဆိုခဲ့တယ်လို့ကျွန်တော်ဟာထုံနီး၎င်းထုံနီး၎င်းဆိုတာမျိုးပဲ ဆက်ပြီးအာဏာကိုကန်ဆွဲနိုင်ဖို့ KNG မှာမြောက်စားထားခဲ့တဲ့လူတွေနဲ့တဟဆာတာဆက်ဖြစ်နေဖို့စစ်ခစ်ကတေမသွားတာကလေးတွေကိုဒုခစ်မှာတော့ရသမျှတေဖို့ဆိုတာလောက်ပါပဲခဏိကာလမှာလူမျိုးတစ်မျိုးရဲ့ဖြစ်ချင်းရှိနေခြင်းကို ဖော်ပြနိုင်သေးတဲ့ဘာသာစကားကိုလှည့်မကြည့်ဘူးပူဆိုးသွားတာက KNG ရဲ့ဆရာတကာစီမံကိန်းလက်ကျန်ဖုန်ကြီးတွေကိုမြှောက်ပေးရင်တစ်ဖက်ဆောင်နေဘာသာရေးအပြင်တွတ်တွန်းလိုက်တာပဲ အလစီတွေပြောသမျှလက်ခံပြီးလူမျိုးကြီးဝါဒထူထောင်ပြနေတာပဲပြဿနာကဘာသာစကားပိုင်ကားမှဘာသာတရားခိုင်နေဆိုတာကိုနားမလည်ကြဘူးဘာသာစကားကရှေ့ကလာတာအခုတော့အလစီတွေကကျုံလို့လှက်ပတ်ပြောဆိုရင်ဘာသာစကားမပိုင်ပြီးသည်ဟာဝါတမြိုင်မြိုင်နဲ့အတ္တိတရားနံပါတ်တဲ့သူတွေပေါ်လွှမ်းမိုးထားလိုက်တော့တာပဲမတိမတာတွေးထူပြီးနေတော့တာပဲ။ မြန်မာမဂ္ဂဇင်းတွေထုတ်ဝေလာတဲ့အရေးအတွက်ဒီပလူပြန်တယ်လို့ဖြစ်လာပြီးတဖြည်းဖြည်းလျော့ပါလာတာစောင်းရင်ကြလာတာတွေဟာမက်ဖတီဝေအစိုးရကင်မာပဲတိုင်းသူပြည်သားတွေကိုဘာသာစကားနဲ့ဘာသာစာအပိုင်းမှာတန်မှုထားတတ်ဖို့မြေတောင်မြောက်တာ လုံစောတာမလုံနိုင်ဘူးဆက်ပြီးအာနာမြေအောင်အရင်စဉ်းစားတချို့ကလည်းရာသမျှတူဒီလိုနဲ့အချိန်တန်လို့ပြုတ်သွားတော့လေမကြောက်မကြက်ကလေးဆက်နေနိုင်ကြတယ် ဒီကနေ့ကာလကြာပြန်တော့လဲဘာပြောရမှန်းကိုမသိဘူး။ဘာပြောရမှန်းမသိတာကဒီကနေ့အာနာရှင်အစိုးရကို NND ကို NND ခေါင်းဆောင်ကြီးများကိုဝေဖန်ရင် စီစစ်ပြရင် အက်ဒီတာဆရာများကမကြိုက်လှဘူး။စစ်ခစ်တွေတုန်းကမှလှဲ့ကပတ်ကားနဲ့တူတူတိတိဝေဖန်စီစစ်လို့ရသေးတယ်။ခုတော့အဲ့ဒီလိုမဟုတ်တော့ဘူး။အက်ဒီတာတွေကိုယ်တိုင်ကိုကလျက်ပြက်ယုံနဲ့သွေးထွက်တယ်ဆိုတာမျိုးတွေဖြစ်နေကြပုံရတယ်။မှန်တာမှားတာကနောက် ဂျာနယ်အရောက်မကျသွားဘူးကအရင်တိုင်းသူပြည်သားများကလည်းဒီမိုကရေစီမျက်နှာဖုံးကိုတာယာကြတာမျက်နှာဖုံးနောက်ကဘာဆိုတာကို မသိချင်ဘူးစိတ်ကူးရင်ရတာကတကယ်ဖြစ်နေတာထက်အရသာရှိတယ်ဆိုတော်မျိုးဖြစ်ကုန်ကြတယ်ထင်ရဲ့ကောင်းပြီဒီမိုကရေစီအကြောင်း NLD အကြောင်းမပြောတော့ဘူးမြန်မာဘာသာစကားနဲ့စာအကြောင်းပြန်ပြောပြရသည်မြန်မာဘာသာစကားနဲ့စာကိုဘယ်လိုလုပ်ကြမှာတော့ပသိမ်ဘက်ကဖုန်းကြီးလူတွေတယောက်နှစ်ယောက်ကို နာယကမြောက်ပြီးမြန်မာစာပြန့်ပွားအောင်လုပ်ခိုင်းပါလားဟိုဒီနေ့ဒီက လက်ဆောင်ရတဲ့မြန်မာစာအုပ်တို့ဖတ်ကြည့်မိတယ်ပထမစာတော့မှနဲ့နာယီဝတ်တနိုင်တော့ကြအောင်ထိုင်စဉ်းစားရတယ်မြန်မာလိုတော့ရေးထားတာပဲမြန်မာနားမလည်လာဘူးဖန်နီစာအဖွဲအနှွဲတစ်ခုခုဆိုရင်ကျွန်တော်ဘာမှမပြောလို့ဘူးအခုဟာကပညာရဲ့ဆိုင်ကအရေးအသားဒီစာအုပ်ကိုပဲဟိုဟိုဒီဒီလှန့်ကြည့်တော့တချို့စာမျက်နှာတွေမှာစာကြောင်းတစ်ကြောင်းမှာမြန်မာလိုကတော့ အင်္ဂလိပ်လိုကတော့မဟုတ်လဲအင်္ဂလိပ်စာလုံးတွေညှက်လို့ဆိုလိုတာကကျွန်တော်တို့မြန်မာဘာသာစကားရဲ့ပြပုံအတွင်းမှာစကားလုံးစာလုံးဒီရွေးဒီမြနွမ်ပါနေပြီလားမဟုတ်ရင်အင်္ဂလိပ်လိုလဲကောင်းကောင်းမကျွမ်းမြန်မာလိုလဲမူရင်းပဲတင်းလောက်ပဲတက်ကြလို့လားခုနေတော့မြန်မာဘာသာစကားဟာတိုင်မှတ်လို့နှက်တောင်မတို့တော့ဘူးဆိုတာမျိုးဖြစ်လာတယ်ဒီတော့လဲအလို့ပြုတ်အုတ်ထုတ်တော့မယူရတော့ဘူးလို့ပြောကြတဲ့စစ်ဘူတယောက်က ရိုဟင်ဂျာမရှိဘူးဘင်္ဂလီပဲရှိတယ်လို့စင်ကြင်တုံတရားကင်းပါတဲ့အပြုမျိုးတွေကြားလာရတယ်။ဘာသာတကားရဲ့ဘောင်ထဲမှာညင်းဆိုခြင်းနဲ့တူမြတဲ့အနက်ထားပြောဆိုခြင်းကိုမကွဲကြတော့ဘူး။ဟောကြည့်တသက်လုံးမြမပြီမှာမူလာဒန်းဆိုတာရှိလာတယ်။အခုကင်တာဂါရန်နဲ့မူလာဒန်းကိုမူလာဒန်းလို့ခေါ်ရတာရှက်ကြတဲ့လား။မြမတွေကိုဂေါ်ရလို့အင်္ဂလိပ်လိုပဲတွေးခိုင်းကြည့်နေတာလား။ဂေါ်ရနဲ့ဆက်မမြတ်တယ်လို့ထင်လာကြစီခြင်းလို့လား။ စစ်ကြီးအပြီးမှာဂေါ်ယာနဲ့ဆက်ကြတဲ့ကောင်လေးတယောက်ကဂုံယူဝင်ကြွားစာနဲ့ပြောတယ်လို့ကျွန်တော်ဘာမီဆိုတာမျိုးပဲပြောကြရတော့မှာလားကျွန်တော်တို့မြန်မာဘာသာစကားမှာဟောဟာရမလုံလောက်ဘူးဆိုတာဟိုစဉ်ကတော့ပညာရှင်အပိုင်းကပြောကြတယ်ဒါကြောင့်နိုင်ငံသားဘာသာစကားကစကားလုံးစာလုံးတွေကိုတုံရတယ်လို့စင်ကြီးပြီးကြတယ်အထိုင်လျောက်အတိုင်းတာတစ်ခုအထိကျွန်တော်လည်းသဘောတူတယ်ဒါပေမဲ့လုံးလုံးကြီးတော့သဘောမတူနိုင်ဘူးဆိုလိုတာက ကွန်ပျူတာဆိုတာတို့ဒီဂျစ်တယ်ဆိုတာကိုအခုနေခါမှမြန်မာလိုဘာသာပြန်ပြီးခေါ်နေဖို့မလိုဘူးဒါပေမဲ့ပညာရေးဆိုတဲ့အသုံးအနှုန်းမျိုးကရှိနေပြီးခါမှ education လို့ခေါ်ပြတာမျိုးကတော့ဘာသာစကားရဲ့ရှိနေခြင်းကိုတသက်သောကပြတာပဲရှိနေပြီးသားပညာရေးစနစ်ဆိုတာကို education system လို့ပြောနေကြတာလုံးဝမထင်ဘူးစာကြည့်တဲ့စာရေးလောက်တော့လေပညာရေးစနစ်ကြီးအကြောင်းတော့သိမှာမဟုတ်ဘူး အင်္ဂလန်ကဗင်သန်နဲ့ပန်းမြိုင်လေကိုတီးလို့ဖြစ်တယ်ခွေးကြလို့မကောင်းလို့လောက်ပဲတခါကကပြန်းဆရာဝေးကောင်ကကျွန်တော်စီရေးလိုက်တဲ့အီးမေးလ်ထဲမှာစာကြောင်းလေးတစ်ချောင်းပါတယ်ဒီလိုမြန်မာဘာသာစကားကမလိုလောက်တလို့အမှန်ခံယူပြောလာကြတာ ရုပ်ဝတ္ထုပစ္စည်းအစ်စ်အစ်စ်တွေမှာဟုတ်ကောင်းဟုတ်လိမ့်မယ်ဒါပေမဲ့မြန်မာစားအမှနည်းနည်းဆုံးအောင်မဖတ်ဘူးပဲပြောကြတဲ့တွေကများပါတယ်ဝေးကောင်အောက်တိုဘာ6 2015 အမှန်ပဲမြမသာကိုစုံအောင်မဖက်ဖဲပညာရှင်တချို့ကမျက်နှာလွဲခဲ့ပြပြောလာရကယနေ့ကာလမှာလူတိုင်းလူလူကပြောလာကြတယ်တချို့ကလည်းဘေးလူအထင်ကြီးအောင်ရှောက်ပြောနေကြတယ်လူငယ်အပိုင်းကလည်းကြုံရင်ဝင်းပြီးဆရာလို့ပြကျင်တာနဲ့အင်္ဂလိပ်လိုရေးထားတဲ့စာအုပ်တွေကိုသူတို့နားလဲတယ်လို့ဘာသာပြန်ချလိုက်ကြတယ်လူမျိုးတစ်မျိုးရဲ့တိမှုတွေမှာတစုံတရာကိုသိစေခြင်းအဲ့ဒီလူမျိုးရဲ့တိမှုအတိုင်းအတာတွေကတိမှတ်ခံစားနိုင် နားလဲနိုင်တဲ့ အတိုင်းအတန်းနေပဲအခြေဝင်းတွေကဘာသာစကားလုံးစာလုံးကိုတော့ရှာကြံတုံ့ကြည့်ရမှာပဲအဲ့ဒီလူမျိုးရဲ့ရွေးခေါ်ကြည့်နိုင်တဲ့အတိုင်းအတန်းတွေမှာမရှိနိုင်တာကိုဘုံဝင်နေအတုံးနဲ့အတစ်လိုက်ချပြလို့မရနိုင်ဘူးမြောက်ကိုလူစကားသင်ပေးမဲ့လူဟာအရင်ဆုံးမြောက်လူတွေးတဲ့ဖို့လူတယ်လို့ပညာရှင်တွေပြောကြသလိုပဲလူမျိုးတစ်မျိုးရဲ့ရှိနေခြင်းဟာဘာသာစကားရဲ့ရှိနေခြင်းနဲ့ရှင်သန်နေခြင်းမှာအများကြီးတည်တယ် ဘာသာတကားဟာလူမျိုးကြီးဝါဒအထူးတော်မှုမဟုတ်ဘူးလူမျိုးခွဲခြားမှုမဟုတ်ဘူးအသုံးခံပြုပြီးဘာသာရေးရလှည့်ပြမှုတိမ်သွင်းမှုမဟုတ်ဘူးတခြားဘာစင်ကြီးအတွက်အမျှမဟုတ်တော့ကိုမိဘအသုံးငယ်တဲ့ဘာသာစကားအနေနဲ့တန်ဖိုးတော့ထားတဲ့နဲ့အင်္ဂလိပ်လိုပြောရတာအရသာရှိလို့ပြောခြင်းတပတ်ဆိုပြောမြန်မာဘာသာစကားနဲ့စာရဲ့ရှိနေခြင်းကိုတော့လည်းအတိမတ်ပြုကြသေးခြင်းနဲ့ဆုံးတင်အောင်ပြေးကြကြလို့ အားလုံးကိုကျေးဇူးတင်ပါတယ်